ရုရှားနိုင်ငံကဦးဆောင်တဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့ပါဝင်ခွင့်ရရဲ့အတွက်စစ်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်ကဥရောပအာရှစီးပွားရေးသမဂ္ဂကိုတောင်းဆိုလိုက်ပါတယ်။ဘယ်လာရုနိုင်ငံကိုရောက်ရှိနေတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကရခိုင်ဆိုဗီယက်နိုင်ငံငါးနိုင်ငံပေါင်းစည်းထားတဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ပါဝင်နိုင်ဖို့ယမန်နေ့ဇွန်လ26ရက်နေ့မှာခွင်တောင်းခဲ့တာလို့စစ်ကောင်စီရဲ့ထုတ်ပြန်ထားချက်တွေအရသိရပါတယ်။ဘယ်လာရုသမ္မတနိုင်ငံ မင်းစမြို့မှာကျင်းပတဲ့စတောက်ထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ်ညနာဆုံးကြီးအစည်းအဝေးမှာစကောင်းဆောင်မင်းအောင်လိုင်ကလေးလေးနက်နက်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။စကောင်းစီကောင်းဆောင်မင်းအောင်လိုင်ကမြန်မာနိုင်ငံအနေဖြင့်လေဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်နိုင်ရန်များစွာဆရာထပ်တန်းလျက်ရှိပါတယ်။ မြန်မာနိုင်ငံကိုဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့လေးလသူနိုင်ငံအဖြစ်ဆောလင်စွာ ပါဝင်နိုင်ရေးအတွက်အဆွေတော်တို့အနေဖြင့်ထောက်ခံဆောင်ရွက်ပေးပါရန်မိမိအနေဖြင့်အလေးအနက်ထားမေတ္တာရက်ခံလိုပါတယ်လို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။ဒါအပြင်အင်အားကြီးနိုင်ငံတွေကနိုင်ငံငယ်တွေပေါ်နိုင်ငံရေးစီးပွားရေးအရာဖိအားပေးမှုတွေပိတ်ဆို့မှုတွေဟာကမ္ဘာနိုင်ငံတွေရဲ့အခြေခံမူတွေကိုချိုးဖောက်နေတာဖြစ်တယ်လို့လည်းသူကပြစ်တင်ခဲ့ပါတယ်။ လက်ရှိမှာစိန်ခေါ်မှုများစွာနဲ့ချင်းချောင်းမှုတွေကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက်စုပေါင်းဆောင်ရွက်တဲ့နေရာမှာဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့အခမ်းကဏ္ဍဟာအရေးကြီးတယ်လို့စစ်ကောင်စီတပ်ကောင်ဆောင်ကပြောခဲ့ပါတယ်။စစ်ကောင်ဆောင်တယောက်ခဲတဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂဟာရုရှားနိုင်ငံကဦးဆောင်ကရခိုင်ဆိုဗီယက်နိုင်ငံတွေဖြစ်ခဲ့တဲ့ရုရှားနိုင်ငံ၊ဘယ်လာရုနိုင်ငံ၊ကာဇက်စတန်နိုင်ငံ၊ကာဂျစ်စတန်နိုင်ငံနဲ့အာမေးနီးယားနိုင်ငံစတဲ့နိုင်ငံ၅နိုင်ငံနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေဟာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တဲ့ရိုက်ခတ်မှုတန်းကိုခန်းစားနေရတာလည်းဖြစ်ပါတယ်။ဥရောပသမဂ EU အပါအဝင် American, UK, Japan, Canada, Norway စတဲ့နိုင်ငံတွေက Ukraine ကိုကျူးကျော်ခဲ့တာကြောင့်ရုရှားနိုင်ငံကိုအရေးယူဒဏ်ခတ်မှုတွေပြုလုပ်ထားပါတယ်။အဲ့ဒီအရေးယူဒဏ်ခတ်မှုတွေဟာဥရောပအာရှစီးပွားရေးသမဂ္ဂမှာလည်းရိုက်ခတ်မှုရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့စတုဒ္ဒအတိမ်မြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ဟာအလဲကျဥက္ကဋ္ဌဖြစ်တဲ့ဘယ်လာရုသမရရဲ့ခေါင်းဆောင်မှုအောက်မှာကျင်းပနေတာပါဒီဖိုရမ်ကနေနိုင်ငံတွေအချင်းချင်းကြားအပြန်အလှန်ယုံကြည်မှုချစ်ချည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုစားရရလက်ကောင်းတွေရရှိမှာကို အပြေအဝယုံကြည်တယ်လို့စေကောင်းဆောင်ကပြောကြားခဲ့ပါသေးတယ်ဥရောပအာရှစီးပွားရေးသမဂ္ဂကို2015ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ် ဆိုဗီယက်ယူနီယံခေတ်လွန်နိုင်ငံတွေကြားစီးပွားရေး၊ကုန်သွယ်ရေးနဲ့လူမှုရေးဆိုင်ရာဆက်ဆံမှုတွေကိုပုံမနိကက်စေပြီးဘုံအကျိုးစီးပွားတွေကို ဖော်ဆောင်နိုင်မှုဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမမျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက် ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။